မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ November 24ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းခင်ဦးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကြောင်းတစ်ခုလုံးပြတ်သွားပြီးတော့ စစ်သားအယောက်80ဝန်းကျင်တိဆုံးကလက်နက်26လက်နဲ့ခဲယမ်းများကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ23ရက်နေ့နေ့လယ်12နာရီလောက်မှာခေဦးမြို့နယ်မုံလကျေးရွာအတွင်း၄ရက်ကြာယာယီတပ်ဆွဲအထိုင်ချထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ဟာပြည်နောင်ပြူစောတိရွာကိုအင်အား180လောက်နဲ့ထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်။စစ်ခွေးမတအားအလောင်းတွေက60နဲ့80ကြားလောက်ရှိနေတယ်။ လဲခွင်းထဲမှာအလောင်းတွေကျန်နေခဲ့တာဆိုတော့အဲ့လောက်ရှိနေမယ်အခုဒီလဲတွေထဲမှာကတင်းရိုးတွေထဲမှာမသားအလောင်းတွေရှိနေသေးတယ်ဒီကောင်းကြီးရဲ့စိတ်ခွဲအလောင်းတွေမရှင်းရသေးဘူးတိုက်ပွဲဖြစ်တဲ့နေရာကနေမုံလာရွာတဲကို ပြန်ဆုတ်ခွာထွက်ပြေးသွားတာလက်ရှိချိန်ထိမုံလာရွာထဲမှာပဲရှိနေသေးတယ်။လေကြောင်းကနေ suicide drone တစ်စင်းနဲ့ jet fighter တစ်စင်းနဲ့တိုက်ပွဲဖြစ်တဲ့နေရာကိုဘုံလာကျဲသွားသေးတယ်လို့ခေဦးမြုံနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကစစ်ခွေးအများအပြားတေဆုံးကစစ်ကြောင်းတစ်ခုလုံးတက်ပြတ်သွားပြီးတော့စစ်ခွေးမသားအလောင်းများကိုလည်း မကောက်ယူနိုင်တော့ဘဲနဲ့ဂစင်ကလေးအနဲ့မုံလရွာတဲကိုစုပ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗါတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေစီကနေပြီးတော့ငချင်းမီတလက် MA10 လက် MA23 လက် BA100 60မမကွန်မန်ဒိုစိန်ကြောင်းတလက် MA33 လက် MA4 တလက် G3 လေးလက် MAS စနိုက်ပါတလက် M1 ငါးလက်နဲ့ဆက်ဆက်ကြည်စံခဲရန်အစုံအများအပြားကိုလည်းတိသိရရှိခဲ့တယ်လို့သိရပါဗါတယ် အကြမ်းဖက်စစ်ခွေးစစ်တောင်းဟာကမ်ဘလူမြို့နယ်ကနေနေမြူဟာ၃၃နဲ့ခမရ၁၃၃လုံးကမ်ဘလူပြူစောတိများနဲ့စုဖွဲ့ထားခြင်းဖြစ်တယ်လို့သိရပါတယ်။အဲဒီတိုက်ခတ်မှုကိုအမတ်နဲ့ရွှေဘိုခရိုင်အမတ်၃တက်ရင်ခင်ဦးမြို့နယ်ပကဖာတိုင်းနယ်၁နဲ့၃၄၅ပကဖာများခင်ဦးမြို့နယ်ပလာဖာဒီလူကာကွယ်အဖွဲ့ခင်ဦးမြို့နယ်တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ကျွန်တော်တို့နေမြေရှင်းလင်းရေးကအကုန်တော့မလုပ်ရသေးဘူးစစ်ခွေးတွေကလေရင်နဲ့ဘုံလာကျဲလို့တော်လိုင်းတပ်ဖွဲ့တွေပြန်ဆုတ်ထားရပါတယ်။နေမြေရှင်းလင်းရေးလုပ်ပြီးမှပဲစစ်ခွေးတွေတဲ့မသားစည်ရင်တွေ ကိုသိရမယ်မြေပြင်မှာစစ်ရေးကဆက်လက်တင်းမာနေတော့မယ်လို့ရှေ့တန်းရောက်ရဲဘော်တအုပ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့တနင်္လာရီတိုင်းကျွန်းစုမြို့နယ်မှာအင်းစည်းကားနှစ်စီးနဲ့လက်နက်ခဲယမ်းများကိုတင်ဆောင်လာတဲ့ရဲနဲ့ပြူစောထီးများကိုကြားပြတ်တိုက်ခိုက်ရာစစ်ခွေး၅ကောင်တိတ်ဆုံးသွားပြီးတော့၃ဦးကိုအရှင်ဖမ်းမိက60မမလက်နက်ကြီးတက်လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဝင်ဘာလ23ရက်နေ့မနက်10:00နာရီကမှကျိုးစုမြို့နယ်ဖျားထွက်ကြီးွာဘက်ကနေပဲ့အတိုင်းကြီးွာပြူစောတိစခန်းကိုလက်နက်ခဲယမ်းများတေဆောင်လာတဲ့အင်စည်းကားနှစ်စီးကိုတော်လိုင်းတပ်ဖွဲ့များကရမုံကြီးွာအနီးကားလမ်းပိုင်းတနေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာပြူစောတိနဲ့ရဲများဟာကားပေါ်ကနေဆင်းပြေးလာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ပြူစောတိအများအပြားထိခိုက်ဒဏ်ရာရရှိကာ ခဲမိုင်းချောင်းအတွင်းကိုပြုတ်ကျခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာပြူစောထင်းများနဲ့ရဲများအပါအဝင်၅ဦးသေဆုံးပြီးတော့၂ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာ၎င်းတို့ထားရခဲ့တဲ့ကားပေါ်က60မမမော်တာပြောင်းတစ်ခု60မမဘုံ၅လုံး9မီလီမီတာကြီး38တောင်းနန္ဒတိလက်ပြဘုံ၂လုံး ဦးစီးကြည်ပေါက်နှစ်ခုဒမြောင်တစ်ချောင်းဖုန်းတစ်လုံးနဲ့ပြူစောတင်ယူနီဖောင်းဒစုံတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်တိုက်ပွဲအတွင်းမှာရင်မောင်းတုံးနဲ့ပြူစောတင်အဖွဲ့ဝင်ဟောင်းနှစ်ဦးတို့ကိုလည်းအရှင်ဖမ်းဆီးရမိပြီးတော့စစ်ဆင်မှုများကိုဆက်လက်လှုပ်ဆောင်နေတယ်လို့ပြောပါတယ်။တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ကျိုးစုမြို့နယ်အတွင်းမှာရှိတဲ့စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းရဲ့ဗတ်တော်သားများအားလုံးပြည်သူနဲ့အတူပူးပေါင်းဖို့အချိန်တန်ပြီးဖတ်စ်ခွေးကောင်းဆောင်မင်းအောင်လိုင်းအတွက်အသက်တွေအသေးမခံကြပါနဲ့လို့လည်းပြောကြင်ပါတယ်။ ဒီကောင်လေးရဲ့လက်နဲ့ခဲရန်တင်ဆောင်လာတဲ့ကားကပြည်သူကားဆိုတော့မီးရှို့တာတော့မလုပ်ခဲ့ဘူးကျွန်တော်တို့ကားကိုဒီတိုင်းပဲထားပြီးတော့ပြန်လဲဆုတ်ခွာခဲ့ပါတယ်ကားကလည်းမောင်းလို့မရတော့ဘူးလို့ကျိုးစုမြို့နယ်ပြည်သူကားခွေးအဖွဲ့ဘက်ကဘက်ကတာဝန်ရှိသူကပြောဆိုထားပါတယ်၎င်းတက်ခတ်မှုကိုကျိုးစုမြို့နယ်ပြည်သူကားခွေးအဖွဲ့နဲ့ဘိတ်ခရိုင်ပြည်သူကားခွေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာသာသနာအမှတ်တရစိတ်ကတ်ထားတဲ့ကားများမှာဘုံကြီးမပါဘဲနဲ့အသုံးမပြုကြရန် ဟုံးကြီးများမော်တော်ယာဉ်မမောင်းရန်နဲ့အရက်သေးစားတောက်စားပြီးတော့သာသနာရေးကားများကိုမမောင်းကြရန်ပွင့်ဖြူမြို့နယ်တန်ခါနိုင်ကအဖွဲ့ကလိုဘမာလာ၁၇ရက်နေ့မှာညွှန်ကြားချက်ထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘုံကြီးကျောင်းတိုက်များအတွက်အသုံးပြုရန်ခွင့်ပြုထားတဲ့သာသနာအမတ်တစိတ်ကားများကိုဘုံကြီးများကိုယ်တိုင်မောင်းနိုင်ခြင်းဘုံကြီးများမပါဘဲနဲ့လူပုဂ္ဂိုလ်များကသာသုံးစွဲခြင်းအရက်သေးစားတောက်စားပြီးတော့လူပုဂ္ဂိုလ်တွေကမောင်းနိုင်ခြင်းများစတဲ့သာသနာကိုညှိုးနှိုင်းစေမဲ့အပြုအမူများကိုစီစစ်တွေးရှိနေရတယ်လို့ပြောပါရတယ်။ဒါကြောင့်မြို့နယ်တန်ခါနိုင်ကအဖွဲ့ ွဲ့ရဲ့ညွန်ကြားချက်အများကိုလိုက်နာရန်လိုက်နာခြင်းမရှိပါကတီစဲဥတွေအရရေးယူမှဖြစ်ကြောင်းဖွင့်ပြမြို့နယ်တန်ခါနာရီကအဖွဲ့ကထုတ်ပြန်ထားပါတယ်အခုနှစ်ဇွန်လအတွင်းမှာအချမ်းမဲ့စစ်ခွေးတပ်ကလိုင်စင်မဲ့ကားများကိုစီမံချက်နဲ့ဖမ်းဆီးခဲ့တော့လေဖုံကြီးကျောင်းနဲ့တန်ခါရုံများအတွက်လိုင်စင်မဲ့ကားများကိုတော့မြို့နယ်တန်ခါနာရီကအဖွဲ့ရဲ့ထောက်ခံချက်နဲ့ပြန်လည်စီးနင်းခွင့်ပြုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဇွန်လတရနေ့ကစတင်ပြီးတော့အချမ်းမဲ့စစ်ခွေးများကတနင်္ဂနွေလုံးမှာလိုင်စင်မဲ့ကားများနဲ့ဆိုင်ကယ်များကိုဖမ်းဆီးခဲ့ပြီး 彭尼江边的沙滩上，妈妈洗的，但是呢，米特他嘞，奈些没干净过嘞，洗好呢，没有干净的，留底啊，娃嘞，干妹妹，阿米娃他带着呢，上小学回家，彭尼娘家是高中没有来参加。 အတနာခန်းစာတင်ပြကြရမှာသဆိုင်ရာမျိုးနဲ့တန်ခါနိုင်ကအဖွဲ့များရဲ့ထောက်ခံချက်နဲ့လိုင်စင်မဲ့ကားများကိုပြန်လည်စီးနှင်ွက်ပြုလိုက်တယ်လို့သိရပါဗျ။မျိုးနဲ့တန်ခါနိုင်ကအဖွဲ့များကလည်းသာသနာအတွက်အမှန်တကယ်အသုံးပြုနေတဲ့ကားများကိုသာထောက်ခံချက် ထုတ်ပေးရမှာတေချာစွာမှတ်ပုံတင်ထားပြီးတော့မျိုးနဲ့ရဲတပ်ဖွဲ့ထွေအုပ်နဲ့နိုင်မီကန်တပ်နဲ့မှုများထံကိုထောက်ခံချက် ထုတ်ပေးထားတဲ့သာသနာရေးကားစည်းင်းများကိုလည်းပေးပို့ထားရတယ်လို့သိရပါဗျ။ဒါပေမဲ့သဆိုင်ရာဘုံကြီးเจ้าများကမြို့နယ်တန်ခါနိုင်ကအဖွဲ့များရဲ့ခွင့်ပြုချက်များကိုရယူပြီးတော့ သာသနာအမတ်တစိတ်ကားများကိုငွေချင်းလူတန်းနဲ့ဒကာနဲ့ဒကမာများစီးနေရန်ကားများကိုပေးအပ်ကြတယ်လို့သိရပါတယ်။အခုလို့ပေးအပ်ရမှာတချို့သောသာသနာအမတ်တစိတ်ကားများဟာရန်ကုန်မြို့မှာရှိတဲ့ညဘက်ဆိုရင်အမြဲတောက်ဆမူးယူနေတဲ့ဘားနဲ့နိုင်ကလပ်များမှာသာသနာရေးကားတွေညပိုင်းရန်နာထားတာကိုတွေ့ရှိခဲ့ရကြောင်းပြည်သူများကတိုင်ကြားထားပါတယ်။ ငွေကြေးတက်နိုင်တဲ့သူတွေကဘုံကြီးအကြောင်းကိုအလူငွေထည့်ပြီးတော့သာသနာအမတ်တစိတ်ကားတွေကိုပြန်စည်းကြတာပေါ့ဘုံကြီးတွေကလည်းလစဉ်လတိုင်းအလူငွေရနေတော့ဘုံကြီးကားတွေကိုပေးစည်းထားတာလို့ဗဟန်းမြို့နယ်ကစာတင်လိုက်တခုကကျောင်းတိုင်းဆရာတော်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းတန့်စယ်မြို့နယ်ကံထူးမှကြေးရွာမှာရှိတဲ့ဈေးရုံကို အကြမ်းဖက်စစ်ခွေးတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ6ဦးသေဆုံးပြီးတော့ဆေးရုံမှာရှိတဲ့တမ်းမှန်ဆောင်နဲ့ကားဗော်ဒီယုံပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့နိုဝင်ဘာလ24ရက်နေ့မနေ့အစောပိုင်းတနားရီဝန်းကျင်ကတန့်စင်မြို့နယ်ကန်ထိုးမှခြေရွာမှာရှိတဲ့ဆေးရုံကိုပြစ်မှတ်ထားကအကြမ်းဖက်စစ်ခွေးတပ်ကဂျက်ဖိုက်တာနဲ့မှတ်ချိန်ဘုံကျဲတိုက်ခိုက်သွားရာဆေးရုံမှာရှိတဲ့တမ်းမှန်ဆောင်နဲ့ဆေးရုံရဲ့နောက်ကျောဘက်မှာရှိတဲ့ကားဗော်ဒီယုံတို့ကိုထိမှန်ပေါက်ကွဲခဲ့ပြီးတော့ကားဗော်ဒီယုံမှာရှိတဲ့အလုသမား6ဦးသေဆုံးက ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့သိရပါဗျ။ဒီကနေ့မနေ့တနအိဝင်းချိန်ကပါထိခိုက်ကတော့အသေးစိတ်မသိရသေးဘူး။အခုထိတေဆုံးတာက6ဦးပါ။ဘုံကျဲခဲတဲ့ဈေးုံလေးကဓာတ်မှန်ဆောင်နဲ့ကားဘော်ဒီယုံအကုန်ပျက်စီးသွားပါတယ်လို့ Infinity Group ကတာဝန်ရှိသူကသတင်းပေးဖို့ပြောကြားထားပါဗျ။လုံးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့ကလည်းအဲ့ဒီကန်ထူးမစေယုံကိုစစ်ခွေးတပ်ကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာပြည်သူ10ဦးထက်မနည်းတေဆုံးတဲ့အကြောင်းသိရပါဗျ။ အကြမ်းဖက်စစ်ခွေးတပ်ရဲ့လော်ဘီများကကန်ထုံးမှဂျေးပါကိုလေးချောင်းကနေတက်ခတ်ပြီးတော့မြေပြင်ကနေလဲစစ်ချောင်းထိုးရှင်းလင်းရန်ဝိုင်းပြီးတော့လှုပ်ဆောင်နေတဲ့အတွက်ကြောင့်ကန်ထုံးမှဂျေးပါနေမိဘပြည်သူများအနေနဲ့လေးချောင်းရန်ကာကွယ်ရေးအတွက်ဘုတ်ကိုချင်းများကိုခိုင်ခိုင်မာမာတူးထားကြပါရန် Infinity Group ကတိုက်တွန်းနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နဲ့ကယင်းနီပြည်နယ်အဆက်ဖဲခုံမြို့နယ်ဘောရံရွာအနီးကိုအကြမ်းဖက်ဆိတ်ခွဲတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်စုပေးဆောင်ပြည်သူအသက်18နှစ်အရွယ်မျိုးသမီးတို့အပါအဝင်ပြည်သူ၃ဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ22ရက်နေ့မနက်10:00နာရီခန့်အချိန်မှာ ထေကုံမြို့နယ်မှာရှိတဲ့ဘောရန်စစ်ဘေးဆောင်စခန်းနဲ့နတ်ဘလုံစစ်ဆောင်စခန်းတို့ကစစ်ဆောင်ပြည်သူများလုက္ကန်နေတဲ့ဘောရန်ရွာအနီးမှာရှိတဲ့တောင်ရာတွေအတွင်းကိုအချမ်းပါစစ်ခွေးတိုက်နဲ့ PNO အဖွဲ့ကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတိုက်ရဲ့လက်နက်ကြီးထိမှန်ပြီးတော့အသက်66နှစ်အရွယ်ဒေါ်အေးတန်းခေါ်ဒေါ်နန်းအင်အသက်18နှစ်အရွယ်အမျိုးသမီးငယ်တဦးအသက်46နှစ်အရွယ်အမျိုးသမီးတဦးတို့တေဆုံးခဲ့ရတယ်လို့သိရပါဗျ။ဘောရန်ကြီးရွာနီးမှာတောင်ရာပြန်လုနေတဲ့စစ်ဘေးဆောင်ပြည်သူတွေကိုစစ်ခွေးတိုက်နဲ့ PNO တွေကလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါလက်နက်ကြီးကြီးထိမှန်ပြီးတော့အမျိုးသမီး၃ဦးသေဆုံးသွားပါတယ်မနေ့ကဒေါ်အေးတန်းခေါ်ဒေါ်နန်းအင်းရဲ့နာရေးကိုလှုပ်ဆောင်ခဲ့တယ်လို့ job for ခရားကတာဝန်ရှိသူကရှင်းပြထားပါဗျ။အော်တိုဘားလ73ရက်နေ့ကလည်းအကြမ်းဖက်စိတ်ခွေးတန်းနဲ့ PNO အဖွဲ့ကဖဲကုံမြို့နယ်ဘောရန်ရွာကိုဝင်းရောက်စီးနေပြီးတော့နေအိမ်များကိုမိရှုဖျက်ဆီးခဲ့ရာအော်တိုဘားလ74ရက်နေ့အထိနေအိမ်များမိလောင်ဖျက်ဆီးခဲ့ပြီးတော့ရွာလုံးကျွတ်နီးပါးမိလောင်ပြချခဲ့ရတယ်လို့သိရပါဗျ။အကြမ်းဖက်စိတ်ခွေးတန်းရဲ့စစ်ကြောင်းထုတ်ဝင်းရောက်စီးနေမှုကြောင့်ဂျေဝါနေပြည်သူများဟာလက်ရှိအချိန်ထိဖွဲ့ပြေးတိန်ရှောင်နေရဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းပန်လာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ပေးဆောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ။ ဒီအစီအမပြအစီအမြဲကြည့်ရှုအားပေးနေတဲ့ယေရှုရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းပေါ့မြုံနယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကစစ်မှုထမ်းတပ်သားတဲ့တအူးဟာလက်နက်ခဲရတဲ့တကွအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကနိုဗ ెంబ ာလ23ရက်နေ့မနက်ပိုင်းကပေါ့နဲ့ညာညွတ်နယ်အဆက်ကိုရောက်ရှိနေတဲ့စစ်ခွေးစစ်ကြောင်းတပ်မ69လက်အောက်ခံခလာရ48တရင်ကစစ်မှုရန်အပတ်စဉ်15တင်တန်းစဉ်အသက်26နှစ်အရွယ်တပ်သားတက်ပြည်စုံဟိန်းဆိုသူဟာ MA1 တလ 5.56G 420တောင်း40မမ6လုံး MA1G ပေါက်9ခုဤနာကနှလုံးနဲ့လက်ပြဘုံနှလုံးတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်လာကြောင်းအညာမြေတပ်ပေါင်းစုကပြောပြထားပါတယ်သူတို့ကစစ်မှုရန်ဥရင်နဲ့နီးရတာကြောက်ရလို့ဝင်ခဲ့ရပေမဲ့ယုံကြည်ကြလဲ ည်းမရှိဘူးဒီပေါ်မှာလည်းခံယူချက်လည်းမရှိဘူးဒါကြောင့်တို့လစ်တဲ့နေရာမှာအလေးငိုက်ကိုချောင်းပြီးတော့အခွင့်အရေးရတာနဲ့ကိုပြေးလာတာလို့အညာနေတပ်ပေါင်းစုကတာဝန်ခံကိုပိုပိုတန့်စင်ကပြောပြထားပါဗျ။အခုလိုအလင်းဝင်လာတဲ့တပ်သားကိုကောင်းမွန်စွာစောင့်ရှောက်ထားပြီးတော့သူစီကစစ်ဆေးချက်တွေဟာစစ်ရေးအရရေးပါတဲ့အချက်လက်တွေမဟုတ်လို့ထိမ့်သိမ်းထားတယ်လို့ကိုပိုပိုတန့်စင်ကပြောပါဗျ။အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာနိုဗ ెంబ ာလ16ရက်နေ့ကလေးကညာမျိုးနယ်စက်မုံနစ်ကနေထွက်လာတာဖြစ်ပြီးတော့မြိုင်နယ်မှာရဲဘော်၂ဦးနဲ့ပြည်သူ၆ဦးထက်မနည်းတပ်ဖြတ်သွားက ခွန်နယ်ဦးထက်မင်းကိုလည်းဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူပိုင်းနေ25လုံးထက်မင်းကိုလည်းမိရှို့သွားကြောင်းအညာမြေတပ်ပေါင်းစုကပြောပါတယ်။မင်းကလည်းခလာရ၄တရှင်းနဲ့ခလာရ၄တကိုတရင်ကစစ်မှုထမ်းအပတ်စဉ်စနစ်ကတပ်သားတန့်စဉ်တပ်သားတင်ထွန်းနဲ့အပတ်စဉ်စက်တွေကတပ်သားအောင်မိုးတို့ဟာလက်နက်ခဲယမ်းတွေကိုယူဆောင်လာပြီးတော့မြိုင်ပကဖထမ်းမအလေးဝင်ခဲ့ပါသေးတယ်။နိုဝင်ဘာလ22ရက်နေ့မှာစစ်ကောင်စီရဲ့ပခုတ်ကူအခြေစိုက်တပ်မတရတဲ့ကနေပေါင်းမြုံတွေကို ဘုံကျဲပြီးတော့ပြန်လာတဲ့ပါရာမော်တာတစ်စီးပြတ်ကျခဲ့ပါသေးတယ်။အဲဒီနောက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပြီးတော့စစ်ကြောမှာပါတဲ့စစ်ခွေးတိုက်တွေကစစ်မှုရတပ်သားတွေလင်းဝင်လာတာပဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချမ်းမဲ့စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ။